စကားဤဆယ်မျိုးတဲကတောင်သူရခုတ်စကားပြောနည်းကို ပြောပြမှာဖြစ်ပါတယ်လေ့လာကြည့်အောင်ပါအဲ့တော့ဝီလီဟရီမင်းကြီးမှာပညာရှိအမတ်ကြီး၄ဦးနဲ့မဟောတထားပေါ့စုစုပေါင်းပညာရှိ၅ဦးရှိတယ်တေနကအဆရှိတဲ့ပညာရှိအမတ်ကြီး၄ဦးရဲ့သူ့ရဲ့မွေးစားသားမဟောတထားသူခမင်းလေးရဲ့စုစုပေါင်းပညာရှိအမတ်ကတော့၅ပါးရှိအဲ့တနေ့ကျတော့ညီလာခံမှာဝီဒီဟရစ်မင်းကြီးကသူ့ရဲ့ပညာရှိအမတ်တွေကိုမေးတယ်လောကမှာဥစ္စာရှိတဲ့သူကပုံမြက်လားပညာရှိတဲ့သူကပုံမြက်လား အဲ့ဒီအခါမှာခုနတေနကအမကြီးကစလျှောက်တယ်မှန်ပါအရှင်မင်းဒရာကြီးဖြစ်ရလောကမှာပညာရှိတဲ့သူတွေကဥစ္စာရှိတဲ့သူတွေစီကိုချင်းကပ်ရပါတယ်ဒါကြောင့်ဥစ္စာရှိတဲ့သူကပုံမြတ်ပါတယ်ဖြစ်ရအဲ့တော့မဟောတရာသူခမေကချက်ချင်းပြန်လျှောက်မဟုတ်ပါဖြစ်ရအရှင်မင်းဒရာကြီးဖြစ်ရလောကမှာဥစ္စာရှိတဲ့သူတွေဟာသူတို့နာမကျန်းဖြစ်လာပြီဆိုရင် စေပညာရှင်တွေတမားတော်တွေထံကိုချင်းကပ်ရပါတယ်ဖြစ်ရဒါကြောင့်ပညာရှိတဲ့သူကပုံမြတ်ပါတယ်ဖြစ်ရ အသင်ကအမကချက်ချင်းမဲ့လျှောက်တယ်မဟောတရာဒုက္ခမင်းလေးကနိုးနံ့အောင်မစင်သေးပါဘူးဖေယအသီးအပွင့်တွေဝေစာနေတဲ့အပင်ကိုငှက်တစ်တောင်းတစ်တပင်ကောင်းငှက်တစ်တောင်းနားရတဲ့ကဲ့သို့ဩစာရှိတဲ့သူတွေကိုသာမိခိုရတာပါဖေယဒါကြောင့်လောကမှာဩစာရှိတဲ့သူကသာပုံမြတ်ပါတယ်ဖေယမဟောတရာဒုက္ခမဲ့ချက်ချင်းပြလျှောက်တယ်မှန်ပါအသင်ကအမကြီးကြည့်ရတာခွေးငှက်ကြီးလိုပါပဲဖေယလူတွေရဲ့နော်ဒီအစာပေးတာကို ငန်းငန်းတက်လိုက်နေတဲ့ခွင်းငတ်ကြီးလိုပဲတေနကအမတ်ကြီးဟာဥစ္စာရှိတဲ့သူတွေရဲ့ဥစ္စာတွေကိုငန်းငန်းတက်မက်ပြီးတော့မှဥစ္စာရှိတဲ့သူမြတ်ပါတယ်လို့မျက်လုံးစုံမိတ်ပြီးအတင်းကိုရှောက်နေပါတယ်ဖေဟာတေနကအမတ်ကမောဒရာဒုက္ခမင်းကအတွေ့အကြုံမရှိသေးလို့ပါဖေဟာလောကမှာမြေကြီးငါးသွယ်မြေငယ်ငါးရာဟာမဟာသမုတ်တရားထံစီးဝေရတကဲ့သို့ပညာရှိသူတွေကဥစ္စာရှိသူတွေထံကိုခိုဝင်ရပါတယ်ဖေဟာဒါကြောင့်ဥစ္စာရှိတဲ့သူကမြတ်ပါတယ်ပမာပြောရရင် တခါတုန်းကဂောဝိန္ဒတထေးဟာကရင်ကနေအပုတ်နဲ့နေထွက်နေတဲ့အရေးတွေစီးကြတဲ့ယောဂဖြစ်နေတဲ့တိုင်အောင်အဥ္စာရှိတဲ့အတွက်နတ်သမီးနဲ့တူတဲ့အချွေရအသင်းအပင်းတွေမိမ့်မပြိုတွေကအဲဒီအရေးတွေကိုတုတ်ပေးအမြဲတမ်းတုတ်ပေးပြီးတော့တုတ်တင်တန့်ရှင်းပေးရပါတယ်ဖျားဒါကြောင့်လောကမှာအဥ္စာရှိတဲ့သူကပုံမြတ်ပါတယ်ဖျားဘောဒရာဒုက္ခမဲ့ချက်ချင်းရှော့တေနကအမတ်ဟာလူကြီးပေမဲ့လူကြီးမိုက်ဖြစ်နေပါတယ်ဖျား မဟာသဘုတ်တရားကြီးဟာကံကိုမကြော်နိုင်တကဲ့သို့ဥစ္စာပဲရှိပြီးပညာမရှိတဲ့သူတွေကပညာရှိတဲ့သူတွေကိုပွဲလဲမှာမကြော်နိုင်ပါဘူးဖေဖေပွဲလဲမတင့်တယ်ပါဘူး ပမာဆိုရရင်ဥမင်လိုင်ကောင်းတစ်ခုတွင်မှာပစ္စည်းဥစ္စာတွေဘလောက်ပဲရှိရှိပညာဒီဟူသောစီမီမရှိရင်အဲ့ဒီပစ္စည်းတွေကိုယူငင်လို့မရပါဘူးခင်ဗျာဒါကြောင့်လောကမှာဥစ္စာပဲရှိပြီးပညာမရှိသူတွေဟာပညာဒီဟူသောစီမီမရှိတဲ့အတွက်သူတို့ဥစ္စာတွေဘလောက်ပဲရှိရှိ ချမ်းသာကိုအပြည့်အဝမခံစားနိုင်ပါဘူးခင်ဗျာကဲဘလို့မှမရတော့တဲ့အဆုံးတင်ကအမတ်ကအပိုင်လျှောက်မှန်ပါဒါဆိုရင်ခင်ဗျာကျွန်တော်မျိုးကြီးပြောပါကျွန်တော်မျိုးကြီးတင်လျှောက်ပါ အရှင်မင်းတရာကြီးဟာထင်းနန်းစည်းစိမ်ဥစ္စာတွေကျွယ်ဝပြည့်စုံပါသဖြင့်ကျွန်တော်မျိုးကြီးတို့ကဲ့သို့ပညာရှိတွေကဒုက္ခမိန်အကျော်မော်တွေကအရှင်မင်းတရာကြီးထံကိုဥစ္စာရှင်ထံကိုခါစားရတယ်မို့လားဖေ။ဒါကြောင့်လောကမှာဥစ္စာရှိတဲ့သူကပို့ပြီးမြက်ပါတယ်ဖေ။တခါတည်းတင်နကအမတ်ကဘယင်းနဲ့ကင်ပေါက်။ကဲမဟောတရာဒုက္ခမိန်ဘလို့ပြန်လျှောက်မထင်နဲ့။မဟောတရာဒုက္ခမိန်တင်နကအမတ်ရဲ့ တင်လျှောက်မှုကိုတောင်သူရာခုတ်စကားပြောနေတယ်ဘလို့ပြန်လျှောက်မယ်ထင်တယ်လူကျွန်းတို့ကောင်းမမှာရေးကြည့်ပါဦးမော်သာသူခင်ဖြတ်ချင်းပြန်လျှောက်မှန်ပါအရှင်မင်းဒရာကြီးဖီးရဒီလိုပြောကြည့်ဆိုရင်သုံးလောကထွတ်တာဘုန်းတော်ကြီးမြတ်တော်မူတဲ့သုံးလောကထွတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဟာဒီနေရာမှာတချို့ကပြောမဟောတရာဖရာလောင်ဟုတ်တယ်လေမဟောတရာဖရာလောင်သူ့ရှင်မှာပွင့်ငယ်မှုတဲ့ဖရာတွေအများကြီးရှိသူ့ရှင်မှာပွင့်ငယ်မှုတဲ့ဖရာတွေကိုပြောတာသုံးလောကထွတ်တာအဲ့ဒီဘဝမှာမဟောတရာကဖရာလောင်သုံးလောကထွတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို လောကမှာရှိတဲ့လူသားတွေလူနဲ့ပြမာတွေကစီးကပ်ရပါတယ်ပူဇော်ရပါတယ်။သုံးလောကထွတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြမြည်သည့်ဥ္စာမှတူမီးခြင်းမပြုပါဖျားမဟာပညာရှိသဖြင့်မဟာကရုဏာမဟာပညာရှိသဖြင့်လောကမှာရှိတဲ့ထီးဆောင်မင်းအပေါင်းဥ္စာရှင် အပေါင်းတို့နဲ့လူနဲ့ပြမာတတ္တဝါတွေကပါမိခိုစီးကပ်ပူဇော်ရတယ်မဟုတ်ဘူးလားဖျား။ဒါခါလေးဒိနကအမတ်ဟာဒီအချိန်မှာရေကုန်သွားတဲ့ရေတကောင်းလို့ဘာမှကိုဆက်ပြီးတော့ပြောပြောလို့မရတော့။ အဲ့ကြမှာဝိဒေဟရိမင်းကြီးကဟုတ်ပါပြီတဲ့မဟောတရာသူခမိန်လေးလျှောက်တယ်လို့ပဲလောကမှာပညာရှိတဲ့သူကဩစာရှိတဲ့သူတည်းပုံမြတ်တယ်ဆိုပြီးတော့ညီလာခံကိုရုပ်သိမ်းလိုက်အဲ့ဒီဒီစကားပြောဆိုမှုမှာမဟောတရာသူခမင်းရဲ့စကားပြောဆိုမှုဒီကျွန်တော်တို့ကမြမစကားကြီး10မျိုးတည်းကတောင်သူရာခုတ်စကားပြောနည်းဖြစ်ပါတယ်အဲ့တော့တောင်သူရာခုတ်စကားပြောနည်းဆိုတာကကျွန်တော်တို့ဘာကိုပြောတာပါလဲအဲ့တော့တောင်သူရာရာတွေကိုခုတ်ထွင်ရှင်းလင်းတဲ့အခါမှာ ကျွန်တော်တို့ကခြုံပုတ်ငယ်လေးတွေเนาะကျွန်တော်တို့ဒီသစ်ပင်ဒီခြုံငယ်လေးတွေကိုအရင်ခုတ်ထွင်ရှင်းလင်းပြီးတော့မှသစ်ပင်ကြီးတွေကိုခုတ်ရတကဲ့သို့စကားပြောတဲ့နေရာမှာလဲစကားငယ်တွေကိုပြောဆိုပြီးတော့မှအမိရစကားကြီးကိုအပိုင်းတိုင်းပြောဆိုခြင်းအဖြစ်လူရေးစီးပွားရေးတွေမှာ စကားအပြိုင်အဆိုင် ပြောဆိုတဲ့နေရာမှာဒီတောင်သူရာခုတ်စကားပြောဆိုမှုကိုအသုံးပြုနိုင်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် ်တန်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့ဒီလမှာ personal branding တန်တန်းဖွင့်ဖို့ရှိတယ်ပြီးရန်ကုန်ကအမျိုးတွေအတွက်လည်း meet and greet ရန်ကုန်အစည်းအဝေးတွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ဆက်ပြောပါမယ်အဲ့တော့ဒီ season ကိုကြည့်တဲ့သူတွေကျွန်တော်ရဲ့စာအုပ်လက်ဆောင်လိုချင်တယ်ဆိုတော့ဒီ season လေးကိုမျှဝေလိုက်ပါဒါ TikTok ကကျွန်တော်မိတ်ဆွေတွေအတွက်တီးသက် season ပေးတဲ့အစည်းအဝေးဖြစ်တယ်ခါတိုင်းက Facebook နဲ့ပါကျွန်တော်တို့ကမဲတွေပေးအခုက TikTok အတွက်ပဲ TikTok အတွက်တီးသက်စာအုပ်ငါးအုပ်ပေးမှာဖြစ်တယ်ဒီ season မျှဝေလိုက်မျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီးအဲ့ထက်က၅အုပ်ကိုကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုအမှတ်တရကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအင်တန်ယာ ရောက်ပို့ကပါမပေးရဘူးစာအုပ်လက်ဆောင် ပေးဖို့ပြီမှာဖြစ်ပါတင်နန်းတက်ချင်တဲ့သူတွေကကျွန်တော်တစ်လကိုတင်နန်းတစ်မျိုးပဲဖွင့်တယ်၃လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding တင်နန်းဖြစ်တယ်မိမိတို့ရဲ့ personal brand ကိုမြင့်တက်ပြီးအောင်မြင်မှုကိုတည်ဆောက်ချင်တဲ့လူကြီးလူငယ်မျိုးတို့ဆိုတက်နိုင်တဲ့ online တင်နန်းတွေအခုလာမယ့် March 25ရက်နေ့အင်္ဂါနေ့စမယ် online ကနေတစ်လတင်မှာဖြစ်တဲ့အတွက်ဘယ် data မဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကို Facebook မှာတင်ပေးမယ်ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram မှာပါပြန်နေပေးမယ်တင်နန်းကလာတက်လာပြီးတော့တဲ့အချိန်အဲ့ဒီ video file တွေကမဖြတ်ဘူးအထက်ထက်ပြန်ကြည့်နိုင်တယ် အဲကျွန်တော်တို့ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေရင်းနှီးချစ်ခင်စွာသင်ကြားပေးမယ် live မှာစိတ်ကြိုက်မိကုန်နေမိမြိုင်မိမြတ်နိုင်တယ်အဲ့တော့သင်တန်းကာလတစ်လမှာ live lecture ၄ချိန်ပါ အပြင်လူတွေတက်ချင်တဲ့သူတွေကတော့လာမယ့် match လ29 30စနေတင်းတွေနေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ annual တင်နှန်းကြောင့်မှာနေ့ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်တယ် personal branding တင်နှန်းဒီမိမိတို့ရဲ့ personal brand ကိုတိဆောက်အောင်မြင်ခြင်းတဲ့သူတွေအတွက်မြန်မာလိုမဟာဗျူဟာနီးဗျူဟာတွေ personal branding တိဆောက်ခြင်းဆိုင်ရာအကြောင်းအရာတွေကိုသင်ကြားပေးမှာဖြစ်တယ်ဘဝကိုအောင်မြင်အောင်ကြိုးစားတဲ့နေရာမှာ personal branding တိဆောက်ပြီးကြိုးစားတဲ့ကြိုးစားမှုတွေပို့ပြီးထိရောက်နိုင်တာဖြစ်ပါတယ် အဲ့တော့မြန်မာနှစ်သစ်မှာ personal branding တိစောက်မြင့်တင်နေတဲ့သူတိုင်းနဲ့ personal branding တင်တဲ့မှာတွေ့ကြမယ် meet and greet in yangon ကတော့ကျွန်တော်ရဲ့စာပေဟောပြောတဲ့တက်တန်းတစ်လျှောက်စာရေးတဲ့တက်တန်းတစ်လျှောက်မှာတစ်ခါမှမလုပ်ဘူးတဲ့ပုံစံနဲ့ fan meeting လောက်တာဖြစ်တယ်သို့တော့ fan meeting လို့ကျွန်တော်မတက်ဘူး meet and greet လို့တက်ထားတယ်လေးသားညုံလောက်တာဖြစ်တဲ့အတွက်ဟောပြောမှုတွေပါမယ် ်เนาะဂိမ်းကစားတဲ့အစီအစဉ်တွေပါမယ်ကျွန်တော်ရဲ့စာအုပ်စုဆောင်းထားတဲ့သူတွေတွေကအများဆုံးစုတဲ့သူလက်ဆောင်ပေးမဲ့အစီအစဉ်တွေပါတယ်ကျွန်တော်လက်ဆောင်ပေးတဲ့သူတွေကကျွန်တော်အကြိုက်ဆုံးလက်ဆောင်ရွေးချယ်ပေးမဲ့အစီအစဉ်တွေပါတယ်ကျွန်တော်နဲ့ညစာအတူစားဖို့အတွက်မဲနိုင်မဲ့အစီအစဉ်တွေအထူးအစီအစဉ်ပေါင်းများစွာပါဝင်မှာဖြစ်တယ်မတ်လ23ရက်နေ့တနင်္ဂနွေနေ့နေ့လယ်တနာရီရန်ကုန်မြို့ Pan Pacific Hotel မှာကျင်းပပြုလုပ်မှာဖြစ်တယ် လက်မှတ်တွေကြိုဝယ်ထားပါလက်မှတ်ကအနည်းငယ်သာရောင်းချမှာဖြစ်တဲ့စောစောဝယ်ရင်စောစောတစ်ကက်နေရဦးပြီးတော့အရှိနေရရမှာဖြစ်တယ်လက်မှတ်လိုချင်တဲ့ဆိုရင် Messenger မှာ Meet and Greet ticket လိုချင်ပါလေလို့ message မှာရေးထားပေးပါကျွန်တော်လိုအပ်တဲ့အချက်လက်တွေပြန်ပို့ပေးထားပါမယ်လက်မှတ်ခါကိုလည်းကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေ sponsor နဲ့ပွဲကုန်ကြစိတ်ကိုအထူးကျွန်တော်တို့အဓိကဆောင်ရွက်တာဖြစ်တဲ့အတွက်ကျွန်တော်ပရိသတ်တွေအတွက် window ဝင်ဖို့မဖြစ်စေတဲ့လက်မှတ်ခါသတ်မှတ်ထားပါတယ်အားလုံးကျေးဇူးတင်ပါတယ် Masla 23 Pan Pacific Hotel မှာ ရန်ကုန်ကအမျိုးတွေနောက်နေရလာမဲ့သူတွေလည်းရှိပါကျွန်တော်ရဲ့အမာဂန်ပရိသတ်တွေနဲ့ meet and greet in ရန်ကုန်မှာရင်းနှီးချစ်ခင်စွာတွေ့ဆုံကြပါကျွန်တော်ကမေကွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါကျွန်တော်အချိန်ယူပြီးဖတ်ပါတယ်ဖြည့်တင်ဖြည့်တိုက်တဲ့မေကွန်းတွေကိုလာမဲ့အစီအစဉ်တွေမှာဖြည့်ချပေးသွားပါမယ် we must walk together we must build our nation